ဟုတ်လားငါတိရတာတမျိုးငါနဲ့ပုံတိတဲ့လူတွေလည်းအများကြီးရှိပါအများကြီးရှိပါငါတိရတဲ့အတိရတမျိုးဘာလို့ငါငါတွေ့ကြုံတဲ့ကုဘွေကတမျိုးမင်းဘုဘတော်တွေ့ကြုံတဲ့ကုဘွေရဲ့အတွေ့အကြုံကတမျိုးမင်းတို့ကမင်းတို့ကုဘွေတွေ့ကြုံငါလာပြောပြမင်းကငါ့ကိုစောက်ယူမှန်းနေလာရောငါမင်းတို့ဆရာလာမပြောနဲ့လို့ပြောရင်ငါမြင်ညာမရဘူးဗောဆရာအဲ့ဒီလူကထပ်ပြီးဝင်လာတဲ့အချိန်မှာဆရာက ဆွင်းကြောင်းဟန်လို့မရစေတော့အဲ့လိုမိပြန်တာဘာဆက်ဖြစ်လဲဆွင်းကြောင်းဟန်လို့မရစေနဲ့ဆိုတော့ဆွင်းရမူလဆွင်းပြန်ရောက်လာတာပေါ့ဟုတ်ကဲ့အော်ပြန်ချိန်တာပေါ့ချိန်တော့အရင်ကကလဘောသားမရှိတော့ငါမင်းရလေအဖို့ယူနေကိုမကြည့်လေအဖို့ယူနေငါချိန်တာကငါသားခေါ်ချိန်ခိုင်းတာဆိုတော့အဲ့ဒါတွေအကုန်လုံးကုသပြီးပြီးမှပင်းချပြီးတော့မှကျွန်တော်တို့ဒီပညာရေးစောက်ကိုပြန်ပြီးတော့သစ္စာရေးတိုက်ထုတ်အဲ့လိုပြပုံမပြတော့ဘူးအဲ့ဒီပညာရေးစောက်ကထုတ်เสียရမလို့တော့ လိုခေါ်လိုက်တော့ပြင်ရတယ်ထုတ်ရအောင်လို့အပင်မထုတ်အောင်အဲ့လိုခေါ်လိုက်လို့ထုတ်ထုတ်ဆရာမလို့တော့တာမဟုတ်ငါပြောတယ်ဆော့ဆော့ကသူ့ရဲ့ငုံရင်ပင်မပင်ရဘယ်လာတော့ဒီပညာလေးအပ်ထည့်တာလေဟာကွာမင်းကမင်းလို့ဆိုပြီးပြီပေါ့ဩငါတုံးမြိုင်အဲ့ဒါဘာမှထုတ်ရအောင်လို့တော့သူပြီးအဲအဲသူတို့ရဆက်တွေကိုသူပြန်ထုတ်ရတာပြီးပြီမင်းနဲ့ပတ်သက်ရတယ်မင်းကငုံကွာငါပြန်စစ်ဘာမင်းရုံးဆိုလဲနောက်တော့ပြီးပြီပေါ့ပြီးပြီပေါ့ကွာပြီးပြီဆိုင်လိုက်ဟုတ်ပြီဟုတ်ပြီသဘောပေါက်လားပေါက်ပြီ ။သူများကုလုံးနဲ့တူရင်မတူနိုင်မယ်။ကြံ့ရင်မကြံ့ဘူး။ဟုတ်ကဲ့။ငါတော့အဲ့တယ်ဘူး။ဘယ်နီးနဲ့ကုကုကြောက်ဖို့အရေးကြီး။ကြောက်ဖို့အရေးကြီးတယ်။ကုထုံးမှာဆရာမရှိဘူး။ကုထုံးမှာပုံသေးမရှိဘူး။အဖေကြီးပြောတဲ့ကုထုံးနဲ့လည်းပုံသေးရှိတာမဟုတ်ဘူး။အဖေကြီးကလည်းပြောခဲ့တယ်။ပုံသေးမမှတ်နဲ့တဲ့။အဖေကြီးပြောခဲ့တဲ့ကုထုံးနဲ့ပုံသေးမရှိဘူး။ဘိုးတော်ဟန်ရဲ့ကုထုံးလည်းပုံသေးမရှိဘူး။အေးအဲ့ဒီရဲ့ကြောယူတော့မင်းယူရမယ်။ ဲ့ဒီမှာအဖေကြီးဘလို့အမိန်ပေးသွားတယ်ဘလို့အာနာသုံးသွားတယ်ဘယောကဘလို့ပြောတော့အဖေကြီးကဘလို့ပြန်ပြောလိုက်တယ်အဲဒါလေးကြီးကဟုတ်လားသဘောပေါက်လားဟုတ်ပြီကိုထုံးဆိုတာဘာလို့ပြောတာတော့အဲ့ဒါကိုပြောတာဟုတ်လားအဲ့မှာပညာလေးကဘလို့ပြောတာဘလို့လှဲ့အဲ့ဒါကိုအဖေကြီးကဘလို့ပြန်ပြောလိုက်အဲ့ချိန်မှာဘလို့ဖြစ်သွားတာအဖေကြီးကလည်းဒီတိုင်းပဲရှင်းပြတာလေအော်လမ်းကိုဒီလိုကူရတယ်ကွာဆုံးကိုဒီလိုကူရတယ်ကွာလို့ပြောခဲ့တာမဟုတ်ပါဘူးအဖေကြီးအော်ကကုထုံးကိုပြန်နားထောင်ကြည့်ပါ ဟုတ်လားအဖေကပြောသွားလို့လားအောင်လန်းလာရင်မင်းတို့အိုက်တိုင်းကိုစုံးလာရင်အိုက်တိုင်းကိုလို့ပြောသွားလို့လားပြောသွားပါဘူးစုံးမနဲ့မျိုးရှိအများကြီးဗျာစုံးမျိုး68ပါးရှိတယ်စုံးမျိုးကြီးပဲ68မျိုးရှိတယ်ကဝေးက64မျိုးရှိတယ်အဲ့ဒီစုံး68မျိုးမှာမင်းတို့တစ်မျိုးနဲ့တစ်မျိုးတွေ့ရအောင်ပူမှန်ချင်လို့လားဟမ်ဗီဇာစုံးမင်းနဲ့တွေ့ပတ်တော့ရှိမှာပါဟုတ် ဟမ်သဘောပေါက်လားပေါက်ပါအေးသဘောပေါက်လားပေါက်ပါပြီဆုံးလည်းမအိတ်တလိဆုံးကအသေးဆုံးပဲအညံ့ဖြင်းဆုံးပဲရှော့မတွက်နဲ့ဗျာအိတ်တလိဆုံးကညံအမတန်များတယ်ဗျာအေးအဲ့လိုရှိတယ်မတူးလေဆုံးက68မျိုးရှိတယ်တဲ့အဲဆုံး68မျိုးကမင်းတရားတော့မင်းဆုံးမှမင်းတွေ့ခဲ့တဲ့ ဆုံးရပြောလို့မလုနိုင်ဘူးလေကိုဆုံးလို့ကတော့နေဆုံးမဟုတ်လားအားပဲလားအင်တလိဆုံးတယ်အင်တလိဆုံးကဆုံးနေတယ်မှာအသေးဆုံးဩကျွန်တော်ကိုဆုံးလို့ခေါင်းဆုံးလို့ခြေဆုံးလို့အနေဆုံးနေတာဘောက်အမျိုးအစားပွဲအမျိုးအစားပွဲသွားဆော့စင်ကဝေပါလို့ပြောတယ်စင်နဲ့နေဆိုတော့ရည်ရပါပေါ့ကွာဟုတ်လား ကိုစစ်တဲ့ချိန်မှာကိုညံသွားတော့ဒီအောင်ပါလဲဆိုတော့ငကားကွေပါဆိုမှငကားကွေပါဆိုမှမိနဲ့သွားပတ်စားဆိုတော့ရည်တာပေါ့ကွာဟုတ်ကဲ့ဟုတ်ကဲ့ဟမ်ငါတခါလေးမှစင်ကွေပြန်လေးစင်နဲ့နင်းဆိုတော့ဟာ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 ဘာတော့ဟာစင်ဟုတ်တာပေါ့ကွာစင်ကွေပြန်စင်နဲ့သွားနေခါလို့ရမလားစင်ကြောက်တာဘာတော့ထူးချောတော့ချောအာစင်ဝင်နိုင်တာချောချောစင်ဝင်နိုင်တာထူးထူးနဲ့ခါတာ စင်နိုင်တာထူစင်ကြောက်တာချွန်းစင်နဲ့နင်းတာဆိုတော့မဖြစ်ဘူးကျိနေရတယ်ဆိုတော့တုတ်တော့မလို့ဟိုကသူ့ပန်းနဲ့ပေါက်ကိုထင်းနေတာဟမ်ဩဒီလိုရှိတယ်အေးအိုက်ကောင်ထူးတဲ့ခန္ဓာလေးကချွန်းနဲ့ပေါက်ဆန်းကွာဆိုတော့ဖင်ုံတုံးနေတာပဲဩတရားကိုတောင်ချိုးဒါပဲပေါ့ခွေးကိုရတယ်ဟမ်ချီကျွေးလိုက်ပေါ့ ောက်ကြောက်ရတာနေပြီးတော့ပူပြီးပူရတာလော်ရအောင်မေးတာလေအဲ့တော့ခွေးကိုရတော့မျက်စိနဲ့နှငယ်နဲ့ရတယ်ကွာကျင်းနဲ့ရရင်နာတာပေါ့မင်းလို့ရှင်တာလို့ပေါ့ငါခွေးဟုတ်တယ်နည်းနည်းကြီးကြီးမမပေါ့ဟုတ်လားအကိုရင်မြောက်ဆုံးကိုပါတော့အဲကိုရင်မြောက်ဆုံးဆိုလည်းအမတန်ကြောတင်းပြီးတော့အမတန်ညံများဟမ်အမောက်လိုပဲရှိုးလို့အဲ့ဒါမင်းညံနဲ့ပဲဆိုင်နေဟုတ်ကဲ့မင်းညံရှိသလိုတော့ငါပြောတယ်နဲ့လောက်ရမယ်ဆိုတာကုထုံးမှာမရှိဘူးဟုတ်ကဲ့နော် ဆရာကြီးတော်တော်များဘယ်ရောက်ခုလို့မပြောင်းခင်းကြအောင်ဆိုတာဘာကြောင့်လဲဆိုတော့အဲ့ဒါကြောင့်အဲ့ဒီပုံသေးထားရတာသူတို့ကအဲ့ဒီစာဆက်လေးငါးအကြောင်းစာထဲမှာဘောင်ခတ်ပြီးတော့နေနေတာအဲတခုခံလို့မရနောက်တခုခံဒါလာရင်ဒီလိုလောက်ရမယ်လို့သူတို့မတွေးတော့ဘူးဒါလာရင်ဒီစာအုပ်ထဲအတိုင်းလုပ်မယ်ဆိုတာပဲသူတို့တွေးတယ်အဲ့လိုဖြစ်နေရတယ်ဟုတ်ကဲ့နော်ဒါကြောင့်မို့ငါဆရာငါ့ကိုပြောတယ်ကျေးဇူးကြီးပါငါသားတဲ့ကုတုံးစာအုပ်မဖတ်နဲ့ ကားကိုငကားကြောကိုပတ်ကြောကိုနဲ့ပတ်တယ်တင်ခေပနရကုထုံးကျန်းကလွဲရင်တဲ့နာကားစီဥစ္စာသိရေးတဲ့လက်တွေ့ဘယောကကုထုံးကျန်းကလွဲရင်တဲ့ငါသားလင်းဘယ်ကုထုံးကျန်းမှာမဖတ်ပါနဲ့ကုထုံးကျွမ်းကျင်ခြင်းအဲ့ဒီစောင်းနှုတ်ကလွဲပြီးတော့ဘယ်ကုထုံးမှာမဖတ်ပါနဲ့ဟုံသွားမှာဆိုလို့အဲ့ဒီစောင်းတွေဖတ်နေတာ ਨੇ မင်းတို့ညံက မင်းတို့ကိုပိုင်ညာနဲ့စဉ်းစားမယ်လို့ကြံလိုက်တိုင်းအဲ့ဒီစောင့်ထရတယ်ဝင်လာငါဒီလိုတားပြီတော့ပေါ့ပေါ့အဲ့ဒီမှာမင်းတို့ညာအစ်မထွက်တော့ညာအစ်မထွက်ရင်ကုထုံးမကျွမ်းတော့ကျွမ်းတော့ကဲခိုင်းမှာဆရာကြီးအများကြီးရှိတယ်အဖေကြီးဦးမြခင်တော့ကုထုံးပြောရတာအများကြီးပဲဒါပေမဲ့ကိုပိုင်ကုထုံးနဲ့နာမည်ကြီးတဲ့ဆရာကြီးအများကြီးပဲရှိတယ်ကွာအဲ့ဒါဘာကြောင့်လဲဆိုတော့ကိုပိုင်ညာကိုအသုံးချကြတယ် လေးသားဖို့ကောင်းတဲ့ဆက်ကြီးအများကြီးရယ်ကိုထုံးကိုပိုင်ညာနဲ့ကိုတဲ့ကိုထုံးအများကြီးရယ်မင်းတို့တနေ့အဲ့လိုဖြစ်အောင်လုပ်ရမှာတော့ပေါ့လားဟုတ်ပြီပညာလက်ဆက်၅မျိုးရှိပါတယ်လို့ဘယ်ကိုထုံးကြက်မှမမြည်တော့ဘူးရှာပါအဲ့ဒါဘာနဲ့ဆိုင်တယ်အတွေ့အကြုံနဲ့ဆိုင်တာဗျာပညာသရီးကမင်းတို့ငါတို့တော့ကိုပညာကိုတိုးတက်အောင်လုပ်ရတယ်မလားဟုတ်ပြီပညာသရီးကဒီတိုင်းရက်နေမှာထင်လို့လားနေပါဦးခင် စဉ်းစားလေမင်းတို့ငါတို့တော်မှာပဲကုထုံးနေအစ်စ်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 ဖြစ်အောင်ညံကုန်မျိုးပြီးတော့လောက်ကြကန်ရတယ်မလားဟုတ်ပါတယ်ဗျဟုတ်တယ်မလားပညာတယ်ရောဒီတိုင်းထိုင်နေမယ်ထင်လို့လားထင်ပါဦးဗျတို့လည်းအစ်စ်အစ်စ်ကြီးအများကြီးစဉ်းစားနေတာပဲဒါကြောင့်မလို့ကုထုံးကပုံသေးမရှိပါဘူးရှိပါဘူးဟာပညာတယ်ဆိုငါမျိုးရှိပါတယ်လို့အဖေဘိုးတော်ကရေးခဲ့တဲ့သင်္ခေပန်းရကုထုံးညနေမှာပါသလားမပါပါဘူးဗျ ဖေးကိုတော့လက်ထက်တုန်းကအဲ့ပညာသင်ဆက်၅မျိုးဆိုတာအဲ့ဒီလိုရှိကြတယ်ရှိမှမရှိကြတယ်မရှိဘူးပေါ့ကွာအဖေးတွေ့ရင်လည်းတွေ့ကြမှာမတွေ့ရင်လည်းမတွေ့ကြဘူးပေါ့ကွာဟုတ်လားငါပြောတာဒါပေမဲ့ဒီဘက်ခင်မှာငါတို့လက်တွေ့ကြကြကြုံနေရပြီတွေ့နေရတာဒါကိုသင်လေပါလေရကုလိုမျက်စောက်ထဲမှာမပါလို့ငါမပါတာလုပ်တယ်မင်းမပါတာလုပ်တယ်လို့ပြောလို့ရမရပါဘူးပဲမရပါဘူးအဲ့ဒါလေးခေါင်းထဲမှာသတိချက်ကုလိုဆိုတာညံနေရှင် ်မှန်အပြင်အဲ့ကူတုံးလေးပါတယ်တင်ယူရတယ်အောင်မှန်ကူတုံးကူတုံးကလာမတင်ခိုင်းညာကူတုံးတင်ရင်ပြောကကူပြောကကူရင်ကူတုံးတက်ပြောကမကူရင်ကူတုံးမတက်ဘူးကူတုံးကငါတို့ဘယ်ဆရာမှတင်အောင်မဟုတ်ဘူးအဖေဦးမြခင်ကစလို့ငါတို့ဆရာအထိငါတို့ကူထုံးမတင်ခဲ့ပါဘူးပြောပြခဲ့သူတို့ဘယ်ကူတော့ဘယ်ကူဝဲတော့သူတို့ဘယ်လိုကူခဲ့ဘယ်ကူဝဲတော့သူတို့ဘယ်လိုကူရတယ်ကူထုံးပြောပြခဲ့တာပဲရှိပါတယ် အဖေကြီးဦးမြခင်ကလေစလို့ငါတို့ဆရာကြီးငါတို့ကိုဦးတော့ဘယ်ဆရာမှမတင်ခဲ့ပါဘူးသူတို့ရဲ့ကုဘွဲအတွေ့အကြုံတွေကိုတပည့်တွေကိုဘုဒ္ဓရအောင်ပညာရအောင်ဉာဏ်နဲ့ရှင်းနိုင်အောင်ပြောပြခဲ့တာပဲရှိပါတယ်ကုထုံးမင်းတို့ငါတို့တကယ်သင်တာပြောပါပြောပါတန်တာရှင်းပါရှင်းပါပြီအေးဒီနေ့တော်ဆင်းပါ ါဆိုရင်ဒီနေ့ကုပွဲအကြောင်းဟာဒီနေ့ကုထုံးအကြောင်းဟာဒါပဲကုရတာနှစ်နိုင်လောက်ကြာသွားတာပြန်ပြောမှမဟုတ်ဒါပဲဒါပေမဲ့မကုခင်တော့နည်းနည်းတော့ခေါင်းစားရတာဟုတ်ပဲလူနာကိုစစ်တယ်တတိယမှာခဏတော့ထိုင်တယ်7မိနစ်လောက်ခဏထိုင်တယ်လို့ငါပြောလိုက်ဒါကြောင့်ပြောတယ်ငါဒီလူနာကိုဘယ်လိုကူရပါမလဲဆိုတာငါထိုင်စဲစားခြင်းလို့အေးတမီပြောကစစ်လိုက်တယ်ဟုတ်ပြီပိုင်အောင်ပြောအောင်ချုပ်လိုက်တယ်တမီအေးခဏ7မိနစ်လောက်ထိုင်ကြ7မိနစ်လောက်ထိုင်ဒီမှာနေဝင်ပြောကလည်းဆွဲကူနေတယ် ဲ့နေဝင်ပြောကကုတော့ငါထိုင်ကြည့်နေလေဟာဒီပြောကောငါဘလူကုရင်အကောင်းဆုံးဖြစ်တယ်အစင်းလားဟုတ်ပြီဘလူလုံးမယ်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 ဆိုတဲ့ငါရဲ့ဆရာကြီးပြောပြခဲ့တဲ့အတွေ့အကြုံကြီးအဖေဦးမြခင်တို့ဩဝါဒတွေငါရဲ့အတွေ့အကြုံကြီးနဲ့ပေါင်းဆက်လိုက်တယ်ဒီလိုကုရင်အကောင်းဆုံးဖြစ်နိုင်တယ်လို့ဆုံးဖြတ်ချက်ချတယ်ကိုအတွေ့အကြုံကိုယုံတယ်ကို